အားလုံးမင်္ဂလာပါရှင်။ဒီမှာဆွေးနွေးပေးနေတာ motivation နဲ့ကြောင်းလေးပါဟာစေစုံမှုကြောင်းလေးပေါ့နော်။အဲဒီမှာပြီးခဲ့တဲ့နေ့ဆိုရင်စေစုံမှုဘာကြောင့်လိုအပ်တာလဲဆိုတဲ့ခေါင်းစဉ်အနေနဲ့ပေါ့နော်ဆွေးနွေးခဲ့ပါတယ်။ဒီနေ့လည်းပဲအဲ့အရာလေးကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့တွေဟာဒီလိုမျိုးစေစုံမှုတွေပေါ့နော်။စေစုံမှုကနေပြီးတော့ဘာတွေရရှိလာလို့ဆိုတာလေးကိုဆက်လက်ဆွေးနွေးပေးသွားမှာပါ။စေစုံမှုကနေပြီးတော့ ဘာတွေရမလားလို့ဆိုရင်ညှော်မှန်းထားတဲ့ရီမှန်းချက်ပန်းနံရောက်ဖို့ကိုစွမ်းနေညံစွမ်းနေတိုးတက်ဖို့ပြတ်ပေါ်နော်တိုးတက်မြင်မှစေနိုင်တယ်စိတ်စုံမှုကရရှိလာတာတွေပေါ့နော်ဒီမိညှော်မှန်းတဲ့ရီမှန်းချက်တွေပန်းနံတွေရောက်ဖို့အတွက်ကိုစွမ်းညံစွမ်းတွေကိုတိုးတက်မြင်မှစေနိုင်ပါတယ်တဲ့နောက်တစ်ချက်ကကြတော့ကျမတို့စိတ်ပါတော့လက်ပါဒါပေမဲ့ကျမတို့မြန်မာလူမျိုးတွေကအများအားဖြင့်တော့စိတ်ပါလက်ပါလူစမ်းပါအေးညီရလဲအဲအဲ့လိုလေးပေါ့နော်အဲ ဒါဆိုပြုရင်ဆုံးမကြတာပေါ့ဟုတ်တယ်စိတ်ကနေပြီးတော့ဟိုစိတ်စော်မှုတွေဖြစ်မှာ motivation တွေဖြစ်နေမှာဟိုကျမတို့လက်ကလည်းတွက်လာတာလေခန္ဓာကိုယ်ကလည်းတွက်လာသို့မဟုတ်ဆိုရင်စိတ်ကမပါဘူးဆိုခန္ဓာကိုယ်ကြီးကလည်းအီလီဆွဲပြီးတော့မလုချင်တယ်လို့လို့လုချင်တယ်လို့လို့နဲ့ပေါ့နော်ဒါဖြစ်တတ်ရတယ်ပေါ့လေဒါဆိုရင်အရေးကြီးတာဘာလို့ဆိုရင်စိတ်ဒါဆိုရင်အရေးကြီးတဲ့စိတ်ဒီစိတ်ကနေပြီးတော့စိတ်စော်မှုတွေအကောင်းမို့ဒီစိတ်တွေလိုအပ်တယ် တို့ရဲ့ခန္ဓာကိုယ်မှာအရေးကြီးတော့စိတ်သက်ဒီစိတ်သက်ကိုပို့ပြီးတော့ကောင်းမွန်သွက်လက်ဖို့အတွက်ပေါ့နော်ဒါအဲစိတ်စော်မှုကြီးအများကြီးလိုအပ်တယ်အဲဒါဆိုလို့ရှိရင်စိတ်ပါလက်ပါဆိုသလိုအင်တိုင်းအားလိုက်ဆောင်ရွက်နိုင်တယ်ဒီကစိတ်စော်မှုတွေကနေပြီးတော့ပေါ့နော်အဲဒါဆိုရင်ဘယ်လိုစိတ်စော်မှုတွေပေးမလို့ဆိုတာလေးရတယ်ဒူဒူတယောက်ချင်းစီမှာစိတ်စော်မှုတွေပေးတဲ့အခါမှာပေါ့နော် တို့ရဲ့အခြေအနေပေါ်မှာအခြေခံပေါ့နော်မိမိခန္ဓာထဲမှာရှိနေတဲ့အခြေခံတွေပေါ်မှာမူတည်ပြီးတော့ဒါစေ့စုံမှုပေးရတာပါကျမရှေ့ပိုင်းမှာဆွေးနွေးသွားတယ်ညံတော်တပါးနဲ့ကောက်ရိုးအိတ်ပေါ်မှာထိုင်းပြီးငိုနေတဲ့လူငယ်လေးဆိုလို့ရှိဒါစေ့စုံမှုကသူ့ရဲ့လိုအပ်ချက်ကိုဒါဟိုထိရောက်တဲ့စေ့စုံမှုကိုပေးလိုက်တဲ့အခါမှာ သူပြန်တက်ကြွလာတယ်ပေါ့နော်ဒီလူမျိုးတွေပေါ့နော်ဒီစိတ်ဟာစိတ်သက်သာအရေးကြီးတယ် အဲ့ဒီစိတ်သက်ကိုစိတ်ဆော်မှုတွေပေးတတ်ဖို့လိုအပ်ပါတယ်ဒါတွေကြောင့်လဲဟိုနောက်ပိုင်းကျလို့ရှိရင်ဘလူနီးလန်းနေနဲ့ဘေးမလုံးဆိုတာကျွန်မဆွေးနွေးမဲ့အထဲမှာပါသွားမှာပါရှင်။ဒါကြောင့်လည်းကျွန်တော်တို့စိတ်ဆော်မှုကနေပြီးတော့စိတ်ပါတော့လက်ပါဆိုသလိုအင်တိုင်းအားလိုက်ဆောင်ရွက်တတ်တဲ့ဆောင်ရွက်နိုင်တဲ့ဒါအည်အသွေးတွေအဲအလောက်ကိုင်းနေပို့ပြီးတော့အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အခြေအနေတွေကိုရရှိလာစေပါတယ်တဲ့။အဲ့လိုပဲနောက်တစ်ခါတက်တက်ကြွကြွလောက်ကိုင်းဆောင်ရွက်ရမှာဒီ ဟုတ်တယ်စိတ်ကလည်းပါနေတယ်ဆိုတော့ခန္ဓာကိုယ်ပိုင်းကလည်းတိတိကျကျဖြစ်နေတယ်လှုပ်ရှားမှုတွေကမြန်ဆန်နေတယ်ဒါကြောင့်ကျန်းမာရေးတွေလည်းတိုးတက်ကောင်းမွန်စေတယ်တဲ့။ဒါကြောင့်ကျွန်တော်စိတ်စော်မှုကအရာအလုံးအတွေ့အရေးပါတဲ့နေရာရှိနေတယ်ဆိုတာကိုကျွန်မရှေ့ပိုင်းမှာကလေးကဆွေးနွေးပေးခဲ့တာက။အဲတော့ motive ဆိုတာတကယ့်ကိုအရေးကြီးတယ်စိတ်စော်မှုလုံးဝတကယ့်ကိုနော်အရေးကြီးတဲ့နေရာနေရှိနေတယ်။ဒါကြောင့်တိတိကျကျလုပ်ကင်ဆောင်ရွက်လာလို့ရှိရင်ကျန်းမာရေးတွေတိုးတက်ကောင်းမွန်လာစေတယ်။အပြန်အလှန် ဟိုချိတ်ဆက်နေရပေါ့လေကျမ်းမာရင် ပိုတက်ကြွရတယ်မကျမ်းမာရင်စိတ်ကကိုပဲလှုပ်ဆောင်ထားတာစိတ်မပါလက်မပါကြီးဖြစ်တတ်တယ်အဲကျမ်းမာရင်ကောင်းနေတယ်အဲကျမ်းမာမှုလည်းရှိနေတယ်စိတ်ဓာတ်ကလည်းစိတ်စော်မှုတွေကောင်းကောင်းလည်းရရှိနေတယ်ဆိုလို့ရှိရင်တတကြွကြွလုပ်ကင်ဆောင်ရက်တယ်အဲ့လိုမျိုးလုပ်ကင်ဆောင်ရက်ကညီကျမ်းမာကြီးကပို့ပြီးတော့တိုးတက်ကောင်းမွန်လာစေတယ်အဲ့လိုမျိုးတွေဖြစ်ပေါ်လာကြပါတယ်ဒါကြောင့်စိတ်စော်မှုကနေပြီးတော့ဒါဟိုဒီလိုမျိုးအခြေအနေတွေကိုရရှိလာစေတယ်ဆိုတော့ကျမကဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင် နောက်ပြီးတော့ကြာတော့ဆေးစုံမှုကနေပြီးတော့ပဲဘေးရနေဖြစ်စေတာမျိုးနဲ့ပေါ့နော်ကျန်းမာရေးထိခိုက်စေတဲ့ဆွဲလန်းမှုမျိုးကိုရှောင်ကျင်မှုတွေထောက်ကူဖြစ်စေတယ်။ကျမတို့ရဲ့ပတ်ဝန်းကျင်ကိုကြီးကျယ်နားထောင်နေတဲ့လူကြီးမိဘတွေဆရာသမားတွေရဲ့ပတ်ဝန်းကျင်မှာဟိုတကယ်ကိုဘူးရေးစေဝါအနေရည်ပေါ့နော်ကလေးတွေအတွက်အနေရည်ရှိစေနိုင်တဲ့အစအစား အစားအစာပါဝင်ပါပဲအစားအစာတွေမုံနေရစားမှာပေါ့နော်ဒါပြက်မာရင်းနဲ့မလျော်ညီတဲ့မုံနေဆိုတာဖက်ပေါ်နေတယ်ဟိုဒီကြားတဲ့များလို့စသည်မို့လဲဒီကြားတဲ့များလို့နဲ့မုံနေပါဝင်ပေါ့နော်အများကြီးရှိတာပေါ့နော်ဒါမျိုးတွေကိုပေါ့အဲနူးနာမွေးရစေဝါအထူးသဖြင့်ပေါ့နော်ဝိစေဝါးဒါဆိုရင် ကျမကြီးကို ထိခိုက်စေနိုင်တယ်အနေရဖြစ်စေနိုင်တယ်တကယ်ကို motivation ပြပြဝါရထားတဲ့ကလေးကမှန်မှန်ကန်ကန်ရထားတဲ့ကလေးက ဒီအာမျိုးတွေကိုရှောင်ကျင်ရမယ်စန့်ကြည့်တာမကောင်းဘူးဆိုတာကိုသူ့ရဲ့စိတ်ထဲမှာကိုပဲဘာဖြစ်နေလို့ဆိုလို့ရှိရင်ဝေဖန်ပိုင်းချက်တက်နေတယ်မုံစားတာအစားမှကျွတ်တွေ့ဘူးတယ်လေပေါင်းမုံတွေကိုရောင်းတဲ့ဆိုင်စီရဲ့တငယ်ချင်းတွေအတူတူသွားတယ်နော်သွားတဲ့အခါမှာတကယ်ကိုပေါ့နော်စိတ်ဆော်မှုအားကောင်းတဲ့ motivation ကိုများများရရှိထားတဲ့ကလေးသူ့ကိုလည်းအသိပညာလည်းပေးထားတဲ့မိဘရဲ့ကလေးလေးရာ ဒီမုံကိုမစားဘူးသူနဲ့လျော်ညီတဲ့ပေါ့နော်ဒါဟိုပါမုံကိုသွေးစားမယ်ဒါမှမဟုတ်ငပြောသီးကိုစားမယ်အသီးနံကိုစားမယ်ဒီလိုမျိုးလေးပေါင်းအိတ်တွေနဲ့အထည့်ထားတဲ့မုံတွေကကျမရင်နဲ့မညီဘူးဆိုတာသူကိုယ်တိုင်သိတယ်အဲ့လိုမျိုးလေးတွေပေါ့လေအဲဒါဘာလို့ဆိုလို့ရှိရင် ဘေးလူမျိုးအရာဘေးရန်နေဖြစ်စေနိုင်လို့ဆိုတာကိုလည်းအသိပညာလည်းရှိသလိုသူ့ရဲ့စိတ်ကကိုပဲအရသာရဲ့နောက်ကိုမလိုက်တော့ဘဲနဲ့ပေါ့နော်ကျဲမာရေးအတွက်ထိခိုက်စေနိုင်တာဆိုရင်ရှောင်ကျင်ရမယ်ဆိုတဲ့စိတ်ဆော်မှုကသူ့မှာရှိနေတယ်အဲ့လိုမျိုးတကယ့်ကိုဟိုလူတိုင်းအတွက်ပေါ့နော်ကလေးတဲ့အတွက်တကယ့်ကိုလိုအပ်တဲ့အလေးအကျင့်လေးတွေကိုရရှိလာစေပါတယ်စိတ်ဆော်မှုကနေပြီးတော့ဘေးရန်နေဖြစ်စေတာမျိုးနဲ့ပေါ့နော်ကျဲမာရေးထိခိုက်စေတဲ့ဆွဲလန်းမှုတွေကိုရှောင်ကျင်မှုအတွက်အထောက်အကူဖြစ်စေတယ် အဲအဲ့ဒါဟာလေတကယ်ကိုစေစုံမှုကနေပြီးတော့ရရှိလာစေတဲ့အကျိုးကျအကျိုးရလက်ဒီပေါ့နော်ဒါတကူကိုယ့်ဘဝကိုထိမ့်မတ်နိုင်တယ်လို့ယုံကြည်လာတယ်ကိုယ့်ကိုယ်ကိုယုံကြည်လာတယ်အဲဆက်ကွန်ဖီကွန်ဖီဒန့်နေရှိလာတယ်ကွန်ဖီဒန့်ရှိလာပြီဆိုလို့ရှိရင်ဟာကိုယ့်ဘဝကိုကိုထိမ့်မတ်နိုင်တယ်ယုံကြည်တယ်မိမိကိုယ့်ကိုယုံကြည်မှုတွေကိုးစားမှုတွေဖြစ်ပေါ်လာစေပါတယ်အဲ့လိုပါပဲနောက်ပြီးတော့ပျော်ရွှင်ကြမ်းမာပြီးတိုးတက်အောင်မြင်လာစေတယ်အဲသူကဒီလိုမျိုးပေါ့နော် ခြေနေတွေဖြစ်ပေါ်လာတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်ကပါကျန်းမာလာပြီးတော့ပျော့ပျော့ရွှင်ရွှင်နဲ့ပေါ့နော်ဟိုရင်အရာရာကိုသူလှုပ်ဆောင်ရင်းနဲ့ပေါ့နော်အောင်မြင်မှုတွေကိုဖြစ်ပေါ်လာစေပါတယ်တဲ့နောက်တစ်ခုကကြတော့အခက်ခဲတွေဘဝမှာအခက်ခဲတွေဆိုတော့ရှိနေမှာပါအချိန်တိုင်းမှာရှိနေမယ်နေရာတိုင်းမှာရှိနေမယ်စိန်ခေါ်မှုတွေကလည်းရှိနေမှာပါအဲ့ဒါတွေကိုねတွေ့ကြုံလာတဲ့အခါမှာလည်းရှေ့ကိုဆက်လျှောက်လှမ်းနိုင်တဲ့အရာချင်းတွေရှိနေမယ် အဲအဲ့ဒါကလည်းဘာကြောင့်လို့ဆိုရင် motivation ဆိုတဲ့စိတ်ဆော်မှုကြောင့်ပါဘဝတိုင်းမှာနေရာတိုင်းမှာချိန်တိုင်းမှာအခက်အခဲတွေစိန်ခေါ်မှုတွေကကြုံတွေ့လာတဲ့အခါမှာလည်းပဲရှေ့ကိုဆက်လက်ရှောင်လန်းနိုင်တဲ့အရည်ချင်းတွေရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်ရင် motivation ဆိုတဲ့စိတ်ဆော်မှုကကဲဖို့ပဲဟိုရေးပါတဲ့နေရာကနေလိုအပ်နေတယ်။ပြင်းချတည်ယူမှုတွေအတွက်ဒါအာကောင်းကောင်းနဲ့တည်ချတည်ယူမှုတွေဖြစ်ပေါ်စေဖို့အတွက်ဒီလိုမျိုး motivation ဆိုတဲ့စိတ်ဆော်မှုတွေက အာလိုအပ်ပါတယ်ဆိုတာအရေးပါတဲ့နေရာနေလိုအပ်ပါတယ်ဆိုတာကိုကျမအနေပြီးတော့ဆွေးနွေးပေးခြင်းပေးခြင်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့ဆေးစော်မှုကနေပြီးတော့ပေါ့နော်။ဟိုဒီပေါ့နော်ဘေးရနေဖြစ်စေနိုင်တဲ့ဟိုကျမရေးထိခိုက်စေနိုင်တဲ့ဆွဲလမ်းမှုမျိုးတွေကိုလည်းသူရှောင်ကြဉ်မှုအတွေ့အထောက်အကူတွေဖြစ်စေတယ်။ကိုယ့်ဘဝကိုထိမှန်နိုင်တယ်လို့လည်းယုံကြည်လာတယ်။ပျော်ရွှင်ချမ်းသာပြီးတိုးတက်အောင်မြင်စေတယ်။ အခက်အခဲတွေစိန်ခေါ်မှုတွေတွေ့ကြရတဲ့အခါမှာလည်းရှေ့ကိုဆက်လက်ရှောင်လန်းနိုင်တဲ့အဲဒီသူ့ရဲ့ပေါ့နော်ဒီခွန်အားစိတ်သက်ခွန်အားတွေပြေဝနေတဲ့လူ့ကြောင့်မှုတွေကိုရရှိလာစေနိုင်တယ်တဲ့အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီကလေးလေးကိုကြည့်ကြည့်အောင်ဒီကလေးလေးကိုဆိုလို့ရှိရင်အဲသူ့မှာခွန်အားတွေအမှန်နေအပြည့်နေပေါ့နော်သူဒါ ဘယ်အကြောင်းအရာတစ်ခုခုကိုလှုပ်ဆောင်မှုတွေသူ့မှာတကယ်ကိုပဲအဲအာမန်နေပြေဝနေတယ်။အဲ့လိုမျိုးအာမန်နေပြေဝနေခြင်းရတယ်ဘာလို့လို့ဆိုရင်စေစော်မှုအကောင်းနေလို့ပါ။ဒါဆိုရင်သူ့မှာကြက်ကြက်ခံနိုင်မှုဆိုတဲ့ resilience ရှိနေတယ်။တကယ်ကိုပဲအဲသူ့ရဲ့မျက်နှာမူရာရောခန္ဓာကိုယ်ပိုင်းဆိုင်ရာရောကိုဒီ resilience ဆိုတဲ့ကြက်ကြက်ခံနိုင်မှုပြပြဝဝရှိနေတယ်ဆိုတာရဲ့ဒီကကျမတို့ motivation ဆိုတဲ့စေစော်မှုအကောင်းလို့ပါ။ နောက်တစ်ခုကကြတော့ဒီမှာဆိုရင်သူတိုက်ခွန်းတို့ကစားတဲ့ကလေးမလေးပေါ့နော်သူဒီလိုမျိုးပြိတက်ကြီးရှိမှာဖက်ပြီးတော့ကစားပြရတယ်ဆိုတာသူ့ရဲ့စိတ်ထဲမှာဘာမျိုးတွေဘလိုမျိုးတွေရှိနေလို့သူ့ကိုယ်သူယုံကြည်မှုပြေဝနေရတာတော့ဆိုရင်မိမိကိုယ်ကိုတန်ဖိုးထားမှု self esteem ဆိုတဲ့တကယ်ကိုပေါ့နော်ကျမတို့ဒီမတ်စလိုရဲ့ဒီ parity of need ဆိုတဲ့ဟို theory ကိုကျွန်တော်ဆွေးနွေးခဲ့တာရှိတယ် အဲ့ဒီထဲမှာစေ set esteem ချိနေပြီဆိုရင် तू က highest level ကိုရောက်နေပြီအဲ့လိုမျိုးမိမိကိုယ်ကိုတန်ဖိုးထားမှုတွေဖြစ်လာနေပြီဒါဆိုရင်မိမိကိုယ်ကိုမှတန်ဖိုးထားရပြီဆိုရင်ကျန်းမာရေးနဲ့မလျော်ညီတဲ့အလုပ်တွေအဲမိမိရဲ့ကိုယ်ရောစိတ်ရောကိုထိခိုက်သွားမဲ့အပြုအမူတွေဆောင်ရွက်ချက်တွေကို तू အာဒါလုတ်လုတ်တော့တေချာသွားပြီသူကိုယ်သူတန်ဖိုးထားမှုတွေဖြစ်လာပြီအဲဒါဟာလည်းတကယ်ဒီလူတယောက်တည်းပေါ့နော်အရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ရှိနေတယ် နောက်ပြီးတော့ဒါမျိုးတွေဖြစ်ပေါ်လာတာကလည်းဘာလို့လို့ဆိုရင်ဒီမတို့ motivation ကောင်းကောင်းရရှိထားတဲ့ကလေးတွေမလို့လည်းဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒီမှာဆိုလေဒီကလေးလေးရပေါ့နော်သူ့ကိုသူ set confidence ဆိုရဲမိမိကိုယ်ကိုယုံကြည်မှုရှိတယ်မိမိလုပ်ရင်အောင်မြောင်လုပ်နိုင်တယ်ဒီသင်္ကားစာတစ်ခုကိုမိမိလေ့လာရင်ဒါရရှိသွားအောင်လေ့လာနိုင်တယ်ဒီပုံစံပြဿနာတစ်ခုကိုဖြေရှင်းမှုအတွက်သူရအောင်ဖြေရှင်းနိုင်တယ်ဆိုတဲ့အလေးအကျင့်လေးတွေရလာမယ်ဒီလိုမျိုး ဟိုမိမိကိုယ်ကိုယုံကြည်မှုဖြစ်တဲ့အတွက် तू ဟာကြောင်းရဲ့သင်ခန်းစာတွေကို तू မကြောက်တော့ဘူး तू ဒီသင်ခန်းစာဆရာအင်စာပေးလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီသင်ခန်းစာတကူ तू ရအောင်တွက်နိုင်နေဆိုတော့မိမိကိုယ်ကိုယုံကြည်မှုတွေရှိနေမယ်ဆိုရင် तू စာကြည့်စပွဲကိုထိုင်ရမှာမပြင်းတော့ဘူးလှုပ်ဆောင်လာလိမ့်မယ်ဒါကြောင့်ပေါ့နော်ပညာသင်ယူမှုတွေအတွက်ပေါ့လို့တကယ်ကိုအရေးပါတဲ့ motivation ဆိုတာကဒါအရာအလုံးတွေရေးပါတဲ့ခဏကနေရှိနေရပါဒီလိုမျိုးပေါ့နော် ကြံကြံခံနိုင်မှု resilient ရှိမှုတွေမိမိကိုယ်ကိုတန်ဖိုးထားမှု self esteem ရှိဖို့တွေမိမိကိုယ်ကိုယုံကြည်မှု self confidence ရှိဖို့တွေဆိုရင် motivation ကအရေးပါတဲ့ကဏ္ဍအနေရှိနေတယ်အဲ့လိုမျိုးရှိနေတဲ့ motivation တွေကိုအုတ်ထင်းသူမိပါတယ်ဆရာသမားတွေကနေပြီးတော့ပေါ့နော်မှန်မှန်ကန်ကန်နဲ့စနစ်တကျရရှိအောင်ဆောင်ရွက်ပေးမယ်လှုပ်ဆောင်ပေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးကလေးလေးတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့် ဟိုကလေးတွေကိုပေါ့နော်ခုနကကျွန်မဆွေးနွေးသွားတယ် motivation ဘာကြောင့်လိုအပ်တာလဲဆိုတဲ့ခေါင်းစဉ်လေးမှာကျွန်မဆွေးနွေးပေးသွားတယ်စေစော်မှုကြောင့်ရရှိလာတယ်ဒါဟိုအကျိုးတွေပေါ့နော်အခြေအနေလေးတွေကိုဆွေးနွေးပေးသွားတယ်နောက်တစ်ခါဒီ motivation ကနေရရှိလာတယ်ပေါ့နော် မိမိကိုယ်ကိုဒါကြံ့ကြံ့ခံနိုင်မှုတွေမိမိကိုယ်ကိုတန်ဖိုးထားမှုတွေမိမိကိုယ်ကိုယုံကြည်မှုတွေပေါ့နော် self esteem နေ self confidence နေ ာမျိုးတွေရရှိလာစေဖို့ resilient တွေရရှိလာစေဖို့ပေါ့နော်ဒီလိုမျိုးစေစော်မှုတွေဟာရေးပါတဲ့နေရာနေရင်ရှိနေပါတယ်ဒါကြောင့်စေစော်မှုတွေကိုသူတို့ကိုညံ့ပြပေးရမယ်သူတူတယောက်ချင်းစီတိုင်းနဲ့ပေါ့နော်ကလေးတွေရဲ့လိုအပ်ချက်နေတဲ့ဘလို့စေစော်မှုတွေဘလို့နီးလန်းနေနေပေးမလို့ဆိုတာဟာဒီလိုမျိုးအကြောင်းအရာလေးတွေကိုလေ့လာလိုက်တဲ့အခါမှာအတွေးလေးတွေရရှိသွားနိုင်တယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်ကျမတို့ resilient ရှိတဲ့ကလေးတွေ self confidence ရှိတဲ့ကလေးတွေ self esteem ဖြစ်တဲ့ကလေးတွေဖြစ်ပေါ်လာဒီ motivation ဟာ motivation ကအရေးကြီးတဲ့နေရာအနေပါဝင်နေတယ် motivation ဆိုတဲ့စိတ်ဆော်မှုတွေကိုစနစ်တကျမှန်မှန်ကန်ကန်ပေးရင်းနဲ့ပေါ့နော်ဟိုခုနလိုမျိုးပေါ့နော်ဒါမိရဲ့ကျဉ်းကျခံနိုင်တဲ့ကလေးတွေမိမိကိုယ်ကိုလေးစားတန်ဖိုးထားတဲ့ကလေးတွေမိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်ပေါ်လာအောင်ဒါလေ့ကျင့်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ ကျမရဲ့ဆွေးနွေးချက်ကလေးကိုညီကိုချုပ်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်